အီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုအမေရိကန်တိုက်ခိုက်မှုတွေဟာတကယ်ပဲထိရောက်မှုရှိတယ်ဆိုပေမဲ့လည်းအီရန်ကနျူကလ িয়ার မပြန်ပွားရေးသဘောတူစာချုပ်ကနေအခုထွက်ခွာသွားမယ်ဆိုတာကအစိုးဆုံးအနေအထားဖြစ်လာလိမ့်မယ်လို့ဇွန်26ရက်မှာပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကပြောကြားခဲ့ပါတယ်ဒီတိုက်ခိုက်မှုအကျိုးဆက်ရဲ့အဆုံးရဆုံးအနေအထားကတော့နျူကလ িয়ার မပြန့်ပွားရေးသဘောတူစာချုပ်ကနေအီရန်ရဲ့ထွက်ခွာမှုဖြစ်ပါလိမ့်မယ်။အ အီရန်ထွက်သွားမယ်ဆိုရင်နောက်ဆုံးမှာတော့နျူကလ িয়ার မပြန်ပွားရေးသဘောတူစာချုပ်ဟာတစားစာအခြေအနေဆိုပြီးအကုန်လုံးအားနည်းသွားပါလိမ့်မယ်လို့ဘရက်ဆဲမြို့မှာကျင်းပတဲ့ EU ထိပ်သီးမှာမက်ခရွန်ကသတင်းတောက်တွေကိုပြောပါရယ်နျူကလ িয়ার လက်နက်တွေပြန်ပွားမှုကိုကန့်သက်ဖို့ရည်ရွယ်တဲ့နျူကလ িয়ার မပြန်ပွားရေးသဘောတူစာချုပ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမှုအဖြစ်မိမိဟာကုလသမဂ္ဂလူ့ကြော်ရေးကောင်စီအဖွဲ့ဝင်၅နိုင်ငံနဲ့လာမယ့်ရက်ပိုင်းမှာဆွေးနွေးမယ်လို့မက်ခရွန်ကပြောပါရယ်။ဒီဆွေးနွေးမှုတွေဟာဇွန်26ရက်မှာ မက်ခရွန်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဖုန်းဆက်စကားပြောခြင်းအဖြစ်စတင်ခဲ့ပြီးဖြစ်ပါတယ်။ထရမ့်နဲ့စကားပြောရမှာမက်ခရွန်ကပြင်သစ်အနေနဲ့လွန်ခဲ့တဲ့ရက်ပိုင်းလွန်ခဲ့တဲ့နိုင်ပိုင်းမှာအီရန်နဲ့အဆက်အသွယ်လုပ်ခဲ့တဲ့အကြောင်းတွေကိုအသိပေးခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်ရဲ့မျိုးလင်းချက်ကတော့အမြင်တွေတကယ်တူညီနေဖို့ပဲဖြစ်ပါတယ်လို့မက်ခရွန်ကပြောပါရယ်။ရည်ရွယ်ချက်မှာအီရန်အနေနဲ့နျူကလ িয়ার တည်ဆောက်မှုကိုပြန်လည်လုံဆောင်ခြင်းမရှိစေဖို့ဖြစ်တယ်လို့မက်ခရွန်ကဖြည့်ဆွတ်ပြောကြားခဲ့ပါရယ်။အီရန်ကနျူကလ িয়ার မပြန့်ပွားရေးသဘောတူစာချုပ် MPT ကို1980ပြည့်နှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး၎င်းရဲ့နျူကလ িয়ার ပစ္စည်းတွေကိုအပြည့်ပြည့်ဆိုင်ရာအမှုမျိုးအေဂျင်စီ IAEA ထံကြေညာပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါ့ပေမဲ့လည်းအီရန်ဟာဒီသဘောတူစာချုပ်ကနေနှုတ်ထွက်မဲ့အလားအလာအတွက်အကြောင်းပြချက်တွေကိုစတင်ပြင်ဆင်ခဲ့ပြီးအစ္စရေးရဲ့ကျူးကျော်စစ်မှ IAEA ဟာပါတနာအဖြစ်လှုပ်ဆောင်ခဲ့တယ်လို့အီရန်ကဆွဆဲခဲ့ပါတယ်။